မန္တလေးမြို့တဖက်ကန်ကစကိုင်းမြို့မင်းကွန်းနယ်မှာစကိုင်းမြို့အခြေစိုက်စစ်ကောင်စီရဲ့တမ33လက်အောက်ခံတပ်တွေနဲ့ဒေသတွင်တော်လှန်ရေးတပ်တွေကြားတိုက်ပွဲတွေပြင်းထန်နေပါတယ်။ဆုံးရှုံးထားတဲ့နေမျိုးတွေကိုတော်လှန်ရေးတပ်ဘက်ကပြန်လည်ရရှိထားတယ်လို့သိရတာပါ။နမေကျော်မင်းကွန်းပထိုးတော်ကြီးညသိန်းတန်စေဒီနာကကင်းရွာနဲ့ချောင်းမကြီးရွာတွေကိုဂျွန်လပထမဘက်ကစပြီးအင်အား300ဝန်းကျင်နဲ့စစ်ကောင်စီတပ်စစ်ကြောင်းထိုးခဲ့တာပါ။အဲ့ဒီရွာတွေဟာမန္တလေးမြို့ရဲ့တဖက်ကန်အေယာဝတီမြစ်ဘေးမှာတည်ရှိတဲ့ရွာတွေဖြစ်ပါတယ်။ ချောင်းမကြီးရွာကိုစစ်ကောင်စီတပ်စီးနှင်းအထိုင်ချလိုက်ပြီးဒေသတွင်တော်လှန်ရေးတပ်တွေကခုခံခဲ့ပေမဲ့လက်နက်ခဲယံမလုံလောက်တာကြောင့်ကင်းရွာကနေပါထပ်မံဆုတ်ပေးခဲ့ရပါတယ်။ဒါပေမဲ့ဂျွန်လ29ရက်မှာတော့တော်လှန်ရေးတပ်တွေကအင်အားပြန်လည်စုစည်းပြီးချောင်းမကြီးရွာမှာအထိုင်ချထားတဲ့စစ်ကောင်စီတပ်ကိုဝင်တိုက်ခဲ့ကြပါတယ်။တိုက်ပွဲကတိတ်မကြဘူးစစ်တပ်ဘက်က၄ရောက်ရှင်မိတယ်၊တေဆုံးလဲများတယ်လို့မင်းကွန်းနယ်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တအူးကပြောပါတယ်။တိုက်ခိုက်ခံရတဲ့စစ်ကောင်စီတပ်က မင်းကုန်းဘက်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရတာပါ။နောက်ရက်ဂျွန်လ28ရက်မှာတော့စစ်တပ်အထိုင်းချထားတဲ့မင်းကုန်းရွာတဲ့အထိကိုတော်လှန်ရေးတပ်တွေကဝင်တိုက်တဲ့အခါမှာစစ်ကောင်စီတပ်ဘက်ကအထိနာပြီးလက်နက်ခဲယမ်းတွေသိမ်းဆီးရမိပါတယ်။တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်းတပ်ဖွဲ့ဝင်3ဦးအကြဆုံးရှိခဲ့တာပါ။စစ်ကောင်စီတပ်ကတော့မင်းကုန်းရွာထဲမှာဆက်လက်တပ်ဆွဲထားစေဖြစ်ပါတယ်။မင်းကုန်းနယ်ဟာဆိုရင်အာနာသိမ်းပြီးတဲ့နောက်စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့်ဒေသခံတွေစစ်ရှောင်နေရတယ်လို့ခရီးသွားတွေလည်းပတ်တာလည်းမရှိတော့ပါဘူးရှင်။